င်္ဂါလေး site ကလေးလည်းကျွန်တော်နည်းနည်းပြပေးမယ်ကြိုင်လဲထိုးပေါ့လေနော်သုံးပရိတ်တွေလည်းရှိတာပါအဲ့တော့ကျွန်တော်တို့ဒီနားမှာနေ့ကြီးကြိုက်ပဲနော်ဒီနေ့3 4 5 6 9 8 9နေ့နော်ဘသူကနေရေ1 2 3 4 5 6 9နေ့သွားเนาะအဲ့ဒီမှာပရိတ် ငါးအပိတ်6အပိတ်เนาะ5 6လို့ဖြစ်တယ်9ပြိတ်ဒီမှာ10ပြိတ်ပြီးကြတော့4 6เนาะ5 6 4 6ဒီခုဒီမှာ3 6ခွန်ပရိတ်အောက်မှာပေါ့နော်ဖြစ်တယ်ဖြစ်ပြကျွန်တော်တို့ဒီဘက်မှာ3ညခါနှစ်ခါနောက်တွဲသူ့ဇောင်းမှာထွက်တဲ့ခဏမှာဒီမှာလဲ3ညခါနှစ်ခါနောက်တွဲသူ့ဇောင်းမှာထွက်တဲ့ခဏဒီမှာ3ညခ နှစ်ခါနောက်တွဲသူ့ဆောင်းမှာထွက်မိခဲ့တယ်เนาะအဲ့ဒီခဏန်းကကျွန်တော်နှစ်ရီမပြတော့ဘူးအဲ့ဒီ1ရှစ်နှစ်ဒီပြီးခဲ့တဲ့ဘွယ်လည်းပြတယ်အဲ့ဒီ3ထိတ်1အပိတ်လို့ရိုက်တဲ့အချိန်ခိုက်ကခဏန်း1ရှစ်နှစ်ဆိုပြီးကျွန်တော်လာထည့်ခဲ့တယ်เนาะနောက်တစ်ခါဒီမှာ3ထိတ်1အပိတ်လို့ရိုက်တယ်သူနဲ့အချိန်ခိုက်က4 3 5ဒီမှာကျွန်တော်ထည့်တယ်အခုဒီမှာ1ထိပ်3ထိပ်1အပိတ် သူနဲ့အချိန်ခိုက်ခဲ့ခဏ4 5 4ဒီနေရာမှာကျွန်တော်ထည့် เนาะจ่ายเลยโทคุณน่ะก็ต้มประดิษฐ์ลาสุดเลยไส้เลเดเลยป่าลงอ่ะเนาะต้มประดิษฐ์ลาสุดเลยไส้เลเลยป่าเลยဟုတ်ဒါ၄ဗောဟိုနေ့ကကျွန်တော်ထည့်ပြောခဲ့ပါတယ်ဒီ line นี่อ่ะ ထည့်ပြောခဲ့ပါတယ်ဆိုတော့ကျွန်တော်ခုနေ့ကပြောတယ်လေเนาะဒီ6ခါဒီ၅ဆုံးခုနှစ်ကအဲ့ဒီ6ခါးဒီ၅ဆုံးတဲ့ခုနှစ်ကို6ခါးလို့သူလာထည့်ထည့်ပြီးသွားတော့ကျွန်တော်ကပြောခဲ့တယ်အဲ့ဒီနေ့တော့ကနှစ်ပါပါခွန်ပရိတ်နော်တခါဒီကနေညကျွန်တော်တို့ကပ်အပြည့်အရင်သွားလိုက်မယ်နော်နှစ်နောက်ပဲ နှစ်ပါပါခွန်၄နောက်ပဲ၄ထိပ်စီ၄ပါပါကိုခွန်ထိပ်စီခွန်ပါပါနှစ်နှစ်ထိပ်စီနှစ်ပါပါခွန်အခု၈ထိပ်စီ၈ပါပါသုံးလို့ကျွန်တော်ပြောတယ်ပြောပြီးတော့၃ခတ်စီကျွန်တော်တို့ပြန်ခွဲမယ်အလုံး၆ခတ်ရှိတယ်၆ခတ်ကိုဒီ6ခါကိုဒီနေရာမှာ6ခါလို့လမ်းထည့်နှစ်ပါပါဗရိတ်ခွန်နဲ့ထွက်တခါဒီ4ခါကို ိုးဘရိတ်ကိုးဘရိတ်လည်းရှိပါတယ်ဒီလေးခါကိုဒီနေရာမှာလေးခါလို့လမ်းထည့်မယ်ခွန်ပါဝါနှိဘရိတ်နဲ့ထွက်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ၅ခါရှိတယ်ဒီ၅ခါကိုဒီနေရာမှာကျွန်တော်၅ခါနဲ့ဘရိတ်၃လို့ကျွန်တော်ပြောခဲ့တယ်ငါးခါနဲ့ဘရိတ်၃ကိုပါထည့်မှာ၄၅၄ကျွန်တော်ထည့်ချလိုက်မယ်အဲ့မှာဘာလို့၄၅၄ထည့်တော့ဆိုတော့ကျွန်တော်တို့ဒီနှစ်ပါဝါ ခွန်လို့ရိုက်လိုက်တော့ဒီ break ခွန်ခွန်နောက်ဘိတ်နဲ့တွေ့တယ်နော်အဲဒီ6ဒီခါလို့ထည့်မယ် break ခွန်ကခွန်ဘိတ်မယ်နှစ်ပါပါ break ခွန်ဆိုတော့၄6ခွန်တွေ့တယ်ထွက်တယ်ဒီကနေဒီခါဒီဘက်ကိုပြန်ပြေးလာလိုက်မယ်ကျွန်တော်တို့နော်ပြေးလာလိုက်တော့ဒီ၄ခါဒီဒီမှာ၄ခါလို့ထည့်လိုက်တာဟောဒီ break 5က5အပိတ်နဲ့ထွက် ခွန်ပါဝါနှစ်ပရိတ်လည်းဖြစ်ကြမယ်အဲ့တော့၄ခါ၅အပိတ်ကိုခွန်ပါဝါနှစ်ပရိတ်ဆိုတော့၃၄၅တဲ့တကွာတဲ့ထွက်ဒါဆိုရင်အခုဒီ၅ခါကျွန်တော်တို့ဒီနေရာမှာ၅ခါလို့ထည့်ဒီပရိတ်၄ဒီဒီပွဲမှာ၄နောက်ပိတ်နေထည့်ရမယ်နော်အဲ့တော့၅ခါ၄အပိတ်ကို၈ပါဝါပရိတ်၃ဖြစ်အောင်ပါထည့်မယ်၄ဒိစီထည့်၄၅၄တကွာတဲ့ထွက် ဒါကကျွန်တော်ပြန်ခွဲလိုက်တာဟုတ်နော်မူပြန်ခွဲလိုက်တာငါးကက်စီကိုသုံးကက်စီပြန်ခွဲတယ်သူကအလုံးပေါင်း6ခုရှိတယ်နော်သဘောပေါက်မှာပါကျွန်တော်တို့သူနဲ့သူနဲ့တကက်ပေါ့เนาะဒါငါးစုံနှစ်20ဖြစ်သွားမယ်သူနဲ့သူနဲ့တကက်တကက်နောက်တစ်ခါအခုသူနဲ့သူနဲ့တကက်အဲ့ဒီမှာပြိတ်ကအပိတ်เนาะ6ခါ6ခါလို့ထည့် ဒီမှာလဲဒီက၄ခါဒီဒီမှာ၄ခါလို့ထည့်မယ်ဒီ၅ပရိက၅နောက်ပဲနော်သူကအဲ့လိုမျိုးတွေဖြစ်ပြထားလိုက်ပါတော့နော်အဲ့တော့ဆိုရင်ကို ထိုးခြင်းရင်ထိုးရပါပြီမထိုးခြင်းလည်းမထိုးနဲ့ဟုတ်ဒါဟိုနေ့ရပြတဲ့၄နောက်ပိတ်နဲ့အဘူးခွတ် ခြေပေါင်းကိုးတွေနောက်ပေါင်းကိုးတွေပြထားပြီးသားနော်ပြထားပြီးဒါကကျွန်တော်ဒီ၅စုံနဲ့ခုနှစ်ထဲမှာ၄နောက်ပိတ်နော်အဲ့ဒီ၄နောက်ပိတ်နဲ့ထွက်တဲ့ခဏသူ့နောက်နှစ်ကိုပေါက်မယ်လို့ကျွန်တော်ပြောပြီးသားအဲ့တော့ဒီ၄နောက်ပိတ်ဒီခြေတစ်နှစ်ကျော်လာမယ်လို့လည်းပြောခဲ့တယ် ထွက်မဲ့ခန္ဓာကလည်း၄ခါခန္ဓာက၄နောက်ပိတ်အငြိမ့်နဲ့ထွက်ကမယ်နော်ဒီလိုမျိုးလေးပြောခဲ့အဲ့တော့ဒီ၄နောက်ပိတ်ကဘယ်နေရာထွက်တာတော့ဆိုတော့နောက်ပေါင်း၁ကပြိဿတ၁လို့ရိုက်တဲ့ဇောင်းမှာသူထွက်တာတနည်းကျော်က၄ခါခန္ဓာနော်ဒါဆိုရင်ဒီ၅ဆုံးခုနှစ်ထဲမှာ၄နောက်ပိတ်ဒီကဏ္ဍသည်သူ့နောက်နှစ်ကိုလိုက်ထွက်လိမ့်မယ်နော်ထွက်လိမ့်မယ် အဲ့တော့ဒီကနေ့နောက်နေ့ကိုထွက်မယ်ဆိုရင်ထွက်မယ်ခဏန်းဒီရှေ့တစ်နှစ်ကျော်က၄ခါခဏန်းဖြစ်ကမယ်ဒီ၄ခါခဏန်းဒီနောက်နေ့ကို၄နောက်ပိတ်လို့လိုက်ထွက်တော့နောက်ပေါင်းနှစ်ကပရိသတ်နှစ်လို့ရိုက်တဲ့ဇောင်းမှာထွက်တာဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာ၄နောက်ပိတ်ရှိပြီအပူးရှိပြီပရိသတ်၃လည်းရှိပြီ ဒီလင်းကားလေးနောက်နှစ်ကိုထွက်မထွက်မသိဘူးဒီလင်းရမှာထွက်မဲ့၄နောက်ပိတ်ဒီရှေ့တနစ်ကြော်ရခဏန်း၄ခါခဏန်းဖြစ်ကမယ်နှစ်ခွက်သေးရှိတယ်နော်နှစ်ခွက်သေးရှိတယ်၄၆၄နော်အဲ့လိုနှစ်ခွက်ထိုးရမယ်နောက်တစ်ခါ၄၅၄၅၄၄ဒါပဲထိုးရမယ် အဲ့တော့ဒီနေရာထွက်မဲ့၄နောက်ပိတ်ခန်းတန်းကိုကျွန်တော်ကဒီပါလို့ဒီနေရာခန်းတန်းကိုပြောတော့ဆိုတော့၃ပရိတ်ကပရိတ်အဲ့နောက်ပေါင်း၃က၃ပရိတ်လို့ရိုက်တဲ့ဆောင်းမှာထွက်တယ်။နောက်ပေါင်း၄က၄ပရိတ်လို့ရိုက်တဲ့ဆောင်းမှာထွက်တယ်။နောက်ပေါင်း၁ကပရိတ်၁လို့ရိုက်တဲ့ဆောင်းမှာထွက်တယ်။နော်။၄ခါခန်းတန်းလာထွက်တာ။၄ခါနဲ့ခန်းတန်းလာထွက်တာ။အဲ့ဒီနေရာမှာ၄နောက်ပိတ်နဲ့တွဲမဲ့ခန်းတန်းစီရှေ့တနည်းကျော်၄ခါခန်းတန်းနှစ်ွက်သေးရှိတယ်။ အပေါ်မှာ၄ခါမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဟုတ်ပြီအဲ့တော့သူတရားဒါပဲရှိတာဟိုဒီဘွဲကျွန်တော်တို့အပူးလိုလှဲ့အော်နေမှာတော့သူတရားဒီ၄ခွက်ရှိတာဒါကိုတည်းရိုက်ခိုင်းတာနော်အမှန်တကယ်၄ထိပ်၄ထိပ်နဲ့ဆိုရင်၂ခွက်ထဲကြာမှာနှစ်ခွက်ထဲကြာမှာကျွန်တော်တို့ကမอยู่တော့ဘူးလीเนาะ ရှိတာမှ၄ခွက်တည်းရှိတာကိုနှစ်ခွက်သွားရွေးထုတ်နေဦးမယ်ဆိုတော့လေမဟုတ်တော့မဟုတ်တော့ဘူးเนาะအဲ့လိုမျိုးလဲရှိသေးတယ်